မန်ချက်စတာယင်ဝင်ရဲ့အဝေးတနေရာမှာတကြောပြန်တောက်ပလာတဲ့မေဆီဘူးမန်ချက်စတာ United numbers over မေဆီဂရူးနဲ့မန်ချက်စတာ United ရဲ့အဖြစ်အပျက်တွေကဒရမာရုပ်ရှင်ဇက်လန်တပုတ်လို1နဲ့ကြည်ခွဲစရာကောင်းလွန်ခဲ့ပါတယ် ဇလန်းထဲမှာမင်းသားနဲ့မင်းသမီးကခိုင်မာတဲ့တန်ရုံးစဉ်ဂျိုးတွေနဲ့ချစ်နေကြပါလေ။ပတ်ဝန်းကျင်အတိုင်းဝိုင်းနေကြမှာဘလို့မှပေါင်းဖက်လို့မရနိုင်တဲ့အခြေအနေတွေကြောင့်လမ်းခွဲလိုက်ရတဲ့ဇက်သိန်းကန်းလိုပါပဲ။နှစ်ဦးကြားမှာမျောမန်းထားတဲ့အနာဂတ်တွေခန်းထားတဲ့အိမ်မက်တွေကိုစီရှိကြတော့လေ။ဆိုးဝါးလာတဲ့ကံကြမ္မာအလှည့်ပြောင်းနေကြမှာအားလုံးကြည်မောပျက်စီးခဲ့ရပါတယ်။ Mason Green ကထိတ်တန့်ဆန်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ Rafo နောက်ပိုင်း United Academy ကမွေးထုတ်ပေးလိုက်တဲ့ငွေမွေးချံပေါက်ကစားသမားတွေထဲမှာပါရမီအထူးခြားဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်ဆိုရှယ်လက်ထက်မှာတော့ Mason Greenwood အနေနဲ့ဒီအရာတွေကိုခြားပြခွင့်ရရှိခဲ့ပြီးတော့ဘောလုံးစင်မြင့်ထက်ကိုအကောင်းဆုံးရှောက်လန်းခွင့်ရရှိခဲ့ပါတယ်ပြောရမယ်ဆိုရင်ဆိုရှယ်မြေတောင်မြောက်ပေးလိုက်တဲ့ကစားမတယောက်လိုပဲပြောလို့ရပါတယ်သူဟာ United မှာ Senior ကစားမအဖြစ်900တိကျဖြတ်တန်းပြီးတဲ့နောက်မှာတော့ Peter Faye အသင်းမှာ100တိအငှားအဖြစ်သွားရောက်ကစားခဲ့ပါတယ်အခုတော့ Marseille အသင်းကိုအပြည့်တက်ရောက်ရှိနေပြီပဲဖြစ်ပါတယ် United နဲ့ဖြတ်တန်းခဲ့ရတဲ့ Mason Greenwood ရဲ့900တိတွေက400တိလောက်ပဲကောင်းကောင်းကစားခဲ့ရပြီးတော့ Chen နဲ့100တိကတော့လူမှုရေးပြဿနာတွေနဲ့ပဲလုံပန်း ရင်ဖြတ်တန်းခဲ့ရပါတယ်။ Mr. Green အနေနဲ့ဂျားထဲမှာဒီလိုမျိုးမတင်မထားတဲ့ပြဿနာတွေသာမဖြစ်ပေါ်လာခဲ့ဘူးဆိုရင်တော့ United နဲ့အနာဂတ်ကလည်းတကယ်ကိုစိတ်လုံရှားဖို့ကောင်းခဲ့ပြီးတော့ United အတွက်လည်းလက်ရှိလိုအပ်နေတဲ့သွင်းကိုးတွေကိုရှာဖွေပေးနိုင်ခဲ့မှာပါ။ United ဘက်ကလည်းသူ့ကိုပုံစံအမျိုးမျိုးနဲ့အသင်းမှာဆက်ထားဖို့ကြိုးစားခဲ့ပေမဲ့လည်းဘာမှလုပ်လို့မရတဲ့အဆုံးထွက်ခွာခွင့်ပေးခဲ့ရတာပဲဖြစ်ပါတယ်။ Mr. Green ရဲ့ကစားပုံကရိုးရှင်းပေမဲ့ဘဲချင်ညာချင်းနှစ်ဖက်လုံးကိုမျှတစွာအသုံးပြုနိုင်တာထိတ်တဲ့အစ်စ်အဆုံးသက်စွမ်းဆောင်ယူတွေပိုင်ဆိုင်ထားတာတွေကတကယ်ကိုလက်ဖျားခါစရာဖြစ်ပြီးလူငယ် ယ်ကစားသမားတွေထဲမှာမြင်တွေ့ရခဲ့တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်ဒါတွေကိုပရီးမီးယားလိမာလည်းပြသထားနိုင်တဲ့အပြင်စပိန်လက်ရှိပြင်သစ်မြေမှာလည်းဆက်လက်ပြသထားဆဲပဲဖြစ်ပါတယ်ဂီတာဖေးအသင်းမှာတရာတီအငါးထွက်ကစားခဲ့ပြီးတော့36ပွဲကစားက19 twin ထားနိုင်ခဲ့တဲ့အပြင်ဂီတာဖေးအသင်းရဲ့တနစ်တာအကောင်းဆုံးကစားသမားစုကိုပါရရှိအောင်ကိုဆွမ်းဆောင်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်လက်ရှိပြင်သစ်မှာတော့တချိန်ကခြေစွမ်းနေတဲ့တကြော့ပြန်တောက်ပနေပြီးအကောင်းဆုံးပုံစံတွေလည်းပြန်လည်ရရှိနေခြင်းဖြစ်ပါတယ်နီးပြတ်ဒီဇာဘီရဲ့လက်အောက်မှာမာဆေးအသင်းရဲ့အဓိကကစားသမားတဦးဖြစ်ရက် ည်ထားနိုင်ခဲ့ပြီးတော့အသင်းအတွက်၈ပွဲကစားက6ပွဲဂိုးသွင်းပြီးတော့တကူဖန်တီးပေးထားပါတယ်နောက်ပြီးတော့ပြင်သစ်လီကူရဲ့ဂိုးသွင်းအများဆုံးနေရာမှာဒုတိယနေရာအဖြစ်ရပ်တည်ထားပြီးတော့လက်ရှိလီကူရဲ့တန်ဖိုးအရှိဆုံးကစားသမားအဖြစ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်လက်ရှိအချိန်မှာ Greenwood လုံးပြနေတာတွေကလုံးဝအထင်ကြီးစရာပါပဲတစ်ဖက်ကနေကြည့်ရင်တော့ United အတွက် United fan တွေအတွက်ကတော့ဝမ်းနည်းစရာပါပဲသူအောင်မြင်နေတာကိုကြည်နူးမိပေမဲ့လည်းသူ့လိုအရေးချင်းရှိတဲ့ကစားသမားမျိုးကိုပိုင်ဆိုင်ထားနိုင်ခဲ့ပါလျက်နဲ့လက်လွတ်ပေးလိုက်ရတဲ့အဖြစ်ကတော့ကိုမဟုတ်တဲ့အခြားရင်ခွင်မှာမြေ င်တွေ့နေရတာကတကယ်ကိုဝမ်းနည်းဖို့ကောင်းပါတယ်။ဒါပဲဖြစ်ဖြစ်ဒီအရာတွေဟာ Greenwood အတွက်ဒုတိယအကြိမ်အခွင့်အရေးဖြစ်ပြန်လည်ရရှိခြင်းလည်းဖြစ်ပါတယ်။အားလုံးအားပေးနေရမယ့်အချိန်မှာအနာဂတ်မှာအကောင်းဆုံးအောင်မြင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းတွေတောင်ကျေးဇူးများကြီးတင်ပါတယ်။အာခရာသတင်းစီစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျောင်း K9 Win Sport Media ရဲ့ Facebook, YouTube, TikTok တို့ကိုလည်း and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်။ဘောလုံးမဲတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.k9mmlive.com မှာအခမဲ့တိုင်းရဲ့လိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြအောင်သတင်းကောင်းပါ င်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆောင်တွေ့ကြပါမယ်ကျွန်တော်ကတော့စီရင်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်